်အခုဆိုရင်အားလုံးစုပေါင်းပြီးတော့မဟာမဲဖွဲ့လိုက်ကြပြီပြီးတော့တခင်နဲ့အားလုံးပေါင်းပြီးတော့ဘိုးဘီဘိမှန်ကိုဖွဲ့စည်းလိုက်ကြတယ်အခုဆိုရင်ဘိုးဘီဘိမှန်ကပေါ်ထွက်လာပြီးဗီဒီယိုလေးမစခင်ကျွန်တော်လည်း subscribe နဲ့ပြပါအားလုံးကျေးဇူးတင်ပါတယ်ပေါ်ထွက်လာတဲ့ဘိုးဘီဘိမှန်ကိုကြည့်ပြီးတော့အားလုံးကတန်အံ့တော်ဖြစ်နေတယ်ဘိမှန်ကတော်တော်လေးကိုကြီးမားတယ်ပြီးတော့ကြေးရတာတော်တော်လေးကိုဟောင်းနေပြီးဆိုပေမဲ့တန်ဖိုးရှိမဲ့ပုံပဲဘိမှန်ကိုတော့စွန့်အိမ်တင်နဲ့ကာထားတယ်အဲ့ဒီတော့ကြောင့်တယောက်မှတော့အထဲကိုဝင်လို့မရသေးဘူး လင်တုံကတော့ဘိုးဘီဘိမ့်မန်ကြည့်ပြီးတန်အံ့တော်ဖြစ်နေတယ်အံ့ဩနေတဲ့လင်တုံကိုရင်ဝံကလက်ပြောတယ်အစဉ်ပြေရလားသူ့ရဲ့မျက်နှာကပြုံးထားတဲ့ဆိုပြီးမှသူ့ရဲ့လက်ကိုတော့အင်ကြီးအရှိရအောက်မှာဖွက်ထားတယ်ပြီးတော့လင်တုံပြောတယ်ကဲငါတို့သူ့အထဲကိုသွားကြရအောင်ရင်ဝံကဘိမ့်မန်ရဲ့အနာကိုယောက်သွားတာနဲ့သူ့ရဲ့လက်ကနေစွန့်ရင်တချို့ထွက်လာပြီးတော့ဘိမ့်မန်ကိုကာထားတဲ့စွန့်ရင်တွေကပြောက်ကွယ်သွားတယ်အထဲကိုဝင်သွားတာနဲ့လင်တုံကအနာကနေထချမကွာလိုက်သွားတယ်အဝါကိုယောက်တော့မူးဆက်လေးတွေကြားနေတာကိုတွေ့ရတယ် လင်တုံးကအဲ့ဒီမိုးဇက်လေးကိုထိလိုက်တာနဲ့သူ့ရခန္ဓာကိုယ်ကလေးလန်းလာသလိုခံစားရတယ်။အဲ့ဒီမိုးဇက်တွေကိုတည်တည်ချာချာကြည့်မဲ့ဆိုရင်မိုးဇက်တွေထဲမှာပြန်လည်မွေးဖွားခြင်းစွမ်းအင်တွေပါဝင်နေတာကိုတွေ့ရမယ်။လင်တုံးကပြောတယ်။တတော်လေးကိုကြောက်စရာကောင်းတဲ့ဖန်သေးမှုဘလား။ဒါကိုရင်ဝန်ဝန်ကပြောတယ်။ဒီညာကအခုမှဘိုးဘီဘိမ့်မှန်ရဲ့အပြင်ပိုင်းမရှိသေးတဲ့။ပြောပြီးတော့သူကဘိုးဘီဘိမ့်မှန်ရဲ့အနောက်ဆုံးပိုင်းကိုဝင်သွားတယ်။အပြင်မှာတော့သူတို့တွေကခြံဝန်းအများကြီးကိုဖျက်ချော်ခဲ့တယ်။အသွင်းမဲအရောက်သွားတော့တစ်ပိနဲ့အများကြီးကိုတွေ့ရမယ်။ အဲ့ဒီတိပင်းတွေကနေပြန်လိုမျိုးဖွားချင်းစွမ်းအင်တွေကိုထုတ်လွှတ်နေတယ်လင်းသောကဟိုကြီးဒီကြီးညီနဲ့ကြောက်ရွံ့တစ်ခုကိုမြင်ရတယ်အဲ့ဒီကြောက်ရွံ့ကလက်မှာတော့တက်သားလှန့်ချောင်းကိုင်ထားတယ်မျက်နှာကတော့တိတိကျကျမမြင်ရဘူးလင်းသောကမိတယ်ဒါကတန်ကေတာဘူပိသခင်လားရင်ဝံကဘာမှပြတ်မပြေဘူးရုပ်ထူရဲ့အရှိူသွားပြီးတော့သူကဒူးထောက်ထန်ချလိုက်တယ်ပြီးတာနဲ့ဦးသုံးကျင်ချပြီးတော့ဆက်ရလူခေါ်လိုက်တယ်ပြီးတော့ရင်ဝံကထပြီးတော့လင်းသောကိုပြောတယ်ဒီကြောက်ရွံ့ထူကြီးတန်းမှာဆက်ရဖန်သီးထားတဲ့လင်းကြီးရေကွင်းမြင်ရှိတယ် ကျမရှင်ကိုအထဲကိုပို့ပေးလိုက်ပါမယ်။ပြီးတော့ရှင်နှစ်ဖျားနန်းတော်အောင်မြင်စွာမဖန်သီးနိုင်ဒီရေလွန်မြောင်းနိုင်မှာမဟုတ်ဘူး။ဒီစကားကိုကြတော့လင်တုံကဟင်ကနန်းဖြစ်သွားတယ်။ဒါကငါ့အတွက်တော့နည်းနည်းရက်ဆက်လုံရမကြဘူးလား။ရင်ဝံကပြောတယ်။ဘာလဲ။ရှင်ကရှေ့ကွန်ရှင်တန်တရားဝင့်နေတာလား။အဲ့လိုပြောလိုက်တော့လင်တုံကချက်ချင်းမျက်နှာတိကျွားတယ်။ပြီးတော့ရင်ဝံကိုဖတ်ပြီးတော့ပြောလိုက်တယ်။မင်းလုံးဝစိတ်ချထားလိုက်။ငါကသူမထက်တာလွန်စေရမယ်။ तू ပြောတဲ့သူမဆိုတာကရေခဲတခင်မကိုပြောတာ။ရင်ဝံကခေါင်းငိမ့်ပြပြီးတော့ဆက်ပြောတယ်။ ကြောက်ရွံ့ထုထဲမှာရှိတဲ့လင်းကျည်ရေးကွေးပြစ်မှာအချိန်စီးဆင်းမှုကပြန်ပကပတဲ့ကိုဆယ်စားနေတယ်။အရင်တော့ကရှင်းရဆွမ်းအားနဲ့ခမမြန်တဟုံတို့တိုးတက်လာခဲ့တာဆိုတော့ဒီအခွင့်ရေးကိုတုံးပြီးရှင်းရဆွမ်းအားတွေကိုတည်ညောင်းအောင်လုပ်ရမယ်။လင်းတုံကခေါင်းငိမ့်ပြတော့ရင်ဝံကသူ့ကိုပြောပြီးတော့လက်ကိုဝှင့်ရန်လိုက်တာနဲ့ကြောက်ရွံ့ထုစီကနေရောင်ကြီးတွေဖြာကျလာတယ်။ပြီးတော့လင်းတုံကိုစုပ်ယူသွားလိုက်တယ်။လင်းတုံမရှိတော့မှရင်ဝံကတပ်ပြင်းချလိုက်တယ်။ပြီးတော့သူ့ရဲ့အင်ကြီးလက်အောက်မှာဖွဲ့ထားတဲ့လက်ကိုထုတ်လိုက်တယ်။လက်ကတဖြည်းဖြည်းနဲ့စားသင်ပြောင်းလဲနေပြီ။ အခုဆိုရင်ရင်ဝံရဲ့လက်ကတာမန်လူသားတွေရဲ့လက်နဲ့မတူတော့ဘူးသူ့ရဲ့လက်တစ်ဖက်ကရေခဲတော်လိုမျိုးကြည်လင်နေပြီးတော့မတိလို့ရှိရင်တကယ်ပုံဆောင်ခဲ့အတိုင်းပဲအဲ့ဒီလက်ကနေလည်းအလုံးမတန်ဘူးများပြတဲ့စွန်းအင်းတွေထွက်ပေါ်နေတယ်သူ့ရဲ့နောက်ကနေတပ်ပင်းချားအတန်တစ်ခုထွက်ပေါ်လာတယ်ရင်ဝံလှည့်ကြည့်လိုက်တော့အမောင်တခင်မဖြစ်နေတယ်ရင်ဝံဝံကပြောတယ်ကံကောင်းစွာနဲ့လက်တစ်ဖက်ပဲအသွင်ပြောင်းသွားတယ်အမောင်တခင်မကပြောတယ်မင်းရဲ့စွန်းအားတွေအတွက်ချုပ်တီးထားတာတွေတစ်ချိန်ဖြေလျှော့ပြီးတာနဲ့ သူတို့ကမင်းရဲ့ခန္ဓာကိုတစ်ခုလုံးဒီပြန့်နှံ့သွားတဲ့အထိတထိပ်ပြစ်စိတ်သွားလိုက်မယ်အထိချိန်ကြရင်မင်းကအရင်လုံဖြစ်သွားမှာပဲရင်ဝံကပြောတယ်ဘာမှအလွန်အကျူဆိုးရွေးနေစရာမလိုဘူးကျမဒီစွမ်းအားကိုယာပြီးတဲ့နောက်ပိုင်းမှာတော့ကျမရဲ့ဇက်ရိုက်ကိုဆက်ပြီးတော့ထိန်းထားနိုင်သေးတယ်အမောင်သခင်မကခေါင်းခါလိုက်တယ်အဲ့လိုတော့မဟုတ်ဘူးသူထွက်လာလို့ရှိရင်မင်းရဲ့လက်ရှိအခြေအနေကိုမြင်သွားရင်ရောဘယ်လိုလုပ်မလဲရင်ဝံကခဏသာတိတ်ဆိတ်သွားတယ်ပြီးတော့တလုံးချင်းပြောတယ်သူကအမြဲတမ်းကျမထက်တာဘူးစူးစမ်းနေတာ ဒါပေမဲ့ကျမကိုကြော်နိုင်မှုဆိုတာကတကယ်ပဲလွယ်ကူတဲ့ကိစ္စလို့သူထင်နေတာလားတခင်နဲ့အားလုံးထဲမှာရေခဲတခင်မကိုရှင်နံတဲ့လူတယောက်မှမရှိဘူးဒါကိုအမောင်တခင်မကပြန်ပြီးပြောတယ်ဒီကောင်လေးကနတ်ဖျားနန်းတော်တခုကိုဖန်သီးနိုင်မှုမျှော်လင့်ရတာပဲဒီလိုမှမဟုတ်ရင်သူမင်းကိုကြော်နိုင်မဲ့နည်းလမ်းမရှိတော့ဘူးဒါကိုရင်ဝဝံကရည်ပြီးတော့ပြောလိုက်တယ်သူလုံးနိုင်မှာပါပြီးတာနဲ့ရင်ဝဝံကသူ့ရဲ့အိတ်ထဲကနေလက်အိတ်တခုကိုဆွဲထုတ်လိုက်တယ်အဲဒီလက်အိတ်ကိုသူ့ရဲ့ကြည်ခဲပုံသဏ္ဍာန်ပြောင်းလဲနေတဲ့လက်ရဲ့တစ်ဖက်မှာဝတ်လိုက်တယ် ီးတော့ရေခဲတိုင်ငင်သားတစ်ခုကိုရေးဆွဲလိုက်တာနဲ့အဲ့ဒီအေးခဲနေတဲ့လက်ကန်တွေထွက်ပေါ်နေတဲ့စွမ်းအင်တွေကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားတယ်။ရင်ဝဝံရဲ့လောက်ရက်ကိုချစ်ပြီးအမောင်သခင်မတော့ခေါင်းခနေတယ်။ဒီချိန်မှာပဲအမောင်သခင်မရဲ့အနောက်ကနေမီတော်သခင်ရဲ့အတန်ထွက်ပေါ်လာတယ်။အခုငါတို့ဘာဆက်လုပ်ကြမလဲ။ရင်ဝဝံကပြောတယ်။ဖယူဖယဲနတ်ဆုံးပြည်လယ်မှာမဟာမိတ်အဖွဲ့တွေဖွဲ့ပြီးပြီးဆိုတာရီမိုနေနဲ့တိုက်ခိုက်တဲ့အခါသူတို့ကိုထဲ့သွက်လဲဘာပြဿနာမှမရှိတော့ဘူး။ အဲ့ဒီတော့ငါတို့တွေကအဲ့ဒီကောင်တွေကိုသွားပြီးရှာကြတာပေါ့ပြီးတော့ရင်ဝံကရှော့ချနေတဲ့သူ့ရဲ့ဇပင်တွေကိုပြန်ပြီးတော့စီးလိုက်တယ်သူတို့တခုခုလောက်ရမယ်လို့ကျွန်မခံစားနေရတယ်အဲ့ဒါကြောင့်သူတို့ကိုတန်းနိုင်တည်းများမြန်မြန်ရှာတာအကောင်းဆုံးပဲတောင်းချနေတဲ့ remote တွေဆိုတာကျွန်မတို့ကိုအာယုံလွဲပြီးသူတို့ကိုမနှောက်ရှက်နိုင်အောင်တားဆီးနေတဲ့ကြိုးပမ်းမှုတသက်ပဲတခင်းနေနဲ့ကြံတဲ့လူတွေကလည်းရင်ဝံဝံရဲ့ဇကာကိုထောက်ခံလိုက်ကြတယ်ရင်ဝံဝံကဆက်ပြောတယ်ပြီးတော့အလားလာရှိတဲ့ဆမ်ဆာရာအဆင့်ကျွမ်းကျင်သူတို့ချို့ကိုရွေးထုတ်ပြီးတော့ သူတို့ကိုဘုံပိဘိမ့်မှန်ထဲမှာဝင်ရောက်လေးချင်းခွေးပေးလိုက် နောက်ထပ်ကဘာစိတ်ကြီးဖြစ်လာအောင်မေဆိုရင်ကျမတို့ရဲ့ဆွမ်းအားတွေအားလုံးကိုတုံးမြင့်ထားဖို့လိုတယ်ပြီးတော့သူ့ရဲ့အခြေကချင်းတန်စီကိုရောက်သွားတယ်ချင်းတန်ကအသွင်နန်းတော်ထဲမှာလေးချင်းပိုခွင့်ပြုပေးလိုက်ပါအသွင်နန်းတော်ထဲမှာလေးချင်းမှန်ဆိုရင်အပြင်ကားထက်ကိုပို့ပြီးတော့အချိန်စီကြောင်ကပို့ပြီးတော့နှေးခွေးတယ်ပြီးလို့ရှိရင်လေးချင်းမှုကလည်းပို့ပြီးတော့ထိရောက်တယ်အားလုံးကိုအစီအစဉ်ချပြီးတာနဲ့ရင်ဝဝံကအရှိကနေဥဆောင်ပြီးတော့ထွက်သွားတယ်အနောက်ကနေလည်းကြံတဲ့လူတွေကလိုက်သွားကြတယ် ။သွားနေရင်လည်းသူကတစ်ချက်ရက်ပြီးတော့လင်းတုံဝင်သွားတဲ့ကြောက်ရွံ့ထုကိုတစ်ချက်လှည့်ကြည့်လိုက်တယ်။လင်းတုံရှင်သေးကြပါအောင်မြင်ပါပါ။ကျွန်မရှင်ကိုစောင်းနေမယ်။ကြောက်ရွံ့ထုတွေကိုရောက်သွားတဲ့လင်းတုံကတော့အထဲမှာဒိုင်မီနေထိုးနေတယ်။သူကမျက်လုံးနှလုံးဖွဲ့လိုက်တာနဲ့တကဘာလုံးချက်ချာလင်းနေတယ်လို့ခံစားလိုက်ရတယ်။သူကမျက်လုံးဖွဲ့လိုက်တာနဲ့တကူလုံးကိုမူးဝေသွားတယ်။ပြီးခိုးပဲဒီပဲလိုက်ကြည့်လိုက်တော့တိန်နေကတခြားနေရာကိုပြေးနေတယ်။တိန်နေဥတီပြီးပြေးနေတဲ့နေရာမှာပလင်တစ်ခုရှိတယ်။ဒါပေမဲ့ပလင်ပေါ်ကိုတတ်မှန်ဆိုရင်တော့အောက်မှာလှေကားစင်းတွေအများကြီးရှိတယ်။ လင်တုံကတလှမ်းချင်းအပေါ်ကိုတက်သွားတယ်။လှေကားတောင်းမှာတော့မြက်ပိနေအများကြီးပေါရောက်နေတယ်။အဲ့ဒီပိလင်နာကလည်းအလိုမတန်ဘူးထူးခြားတဲ့စွမ်းအင်တမျိုးကပေါ်ထွက်နေတယ်။အဲ့ဒီစွမ်းအင်ကတော့တိမ်ငစ်သားဘူဘီတခင်ခြံသွားခဲ့တဲ့စွမ်းအင်ပဲ။အဲ့လိုစွမ်းအင်မျိုးလင်တုံကဘဒူးစီကမှမရဘူးဘူး။ဆိုလိုတာကတိမ်ငစ်သားဘူဘီတခင်ကလည်းတစ်ချိန်လုံးကဒီနေရာမှာလေ့ကျင့်ခဲ့တာ။လင်တုံကထိုင်ချလိုက်တယ်။ပြီးတော့သူ့ရဲ့စိတ်ထဲကနေပြောတယ်ငါကဒီနေရာမှာနေပြီးတော့နှစ်ဖျားနန်းတော်ကိုရောက်အောင်တိဆောက်မယ်ပြီးတော့လည်းသူကစိတ်ဝိညာဉ်စွမ်းအင်ကိုစပြီးတော့လေ့ကျင့်တယ် ဒီလိုနဲ့ပဲအချိန်ကြီးတဖြည်းဖြည်းကုန်ဆင်းသွားတာတနည်းဆိုတဲ့အချိန်တော်ရောက်သွားပြီဒါပေမဲ့အကူရီသူကနှစ်ဖျားနန်းတော်ကိုတိဆောက်လို့မဖြစ်နိုင်သေးဘူးလင်းတော်ကမျက်လုံးပြန့်ဖွင့်လာတယ်သူကဘလို့ပဲကြိုးစားကြိုးစားနှစ်ဖျားနန်းတော်ကိုတိဆောက်လို့မရဘူးအဲ့တော့သူကမျက်လုံးပြန့်မှိတ်ပြီးတော့နောက်တစ်ခါလေးချင်းမြတ်တယ်အချိန်ကြီးကတရွရွရွကုန်ဆုံးသွားတယ်လင်းတော်ကတော့အကူရီကိုမအောင်မြင်နိုင်သေးဘူးရင်ဝမ်တို့ကတော့ရီမိုတွေကိုတိုက်ခိုက်ဖို့ထွက်သွားကြတယ်သူတို့ရဲ့ပြစ်မှတ်ကတော့နတ်ဆိုးအချင်းထောင်ပဲရင်ဝမ်တို့ကအကူဆုံးရင်အရှိရှွမ်းဒေတာကိုပြန်ပြီးရောက်လာပြီး သူတို့ရဲ့နေရာကတော့တာဝန်ခိုင်းပဲကျန်တဲ့လူတွေကတော့ရီမိုနေရဲ့အကြောင်းကိုစုံစမ်းမှုသွားတယ်ရှင်ဝမ်ကတော့တောင်ထဲတစ်ခုပေါ်မှာထိုင်နေတယ်ဒီချိန်မှာပဲဟင်းလင်းမြင့်တခင်ကသူ့ရဲ့နာကွန်းနေရောက်လာတယ်ပြီးတော့ရင်ဝမ်ကိုပြောတယ်တခုကိုဖြစ်နေပြီးရင်ဝမ်ကမေးလိုက်တယ်ဘာဖြစ်လို့လဲဒါကိုဟင်းလင်းမြင့်တခင်ကပြောတယ်မော်တာရဲ့ဒေတာမှာရီမိုနေနဲ့သူတို့တွေထိန်းချုပ်ထားတဲ့နှဆိုးအလောင်းကောင်တွေအများကြီးပေါ်လာကြတယ်မော်တာရဲ့ဒေတာတစ်ခုလုံးထိခိုက်ကုန်ပြီးရင်ဝမ်ကတခုခုကိုစဉ်းစားပြီးတော့ပြန်ပြောလိုက်တယ် တို့ကကျမတို့အကျက်တွေဖြစ်အောင်လို့ပြဿနာတွေထောက်ချောက်ဖန်တီးနေကြတာပဲဟင်းလင်းမြင့်တခင်ကလည်းခေါင်းနှိမ့်လိုက်တယ်ဒါပေမဲ့ तू ကဆက်ပြောတယ်ငါတို့တွေဘာမှမလုပ်ပဲနဲ့ဒီတိုင်းထိုင်နေလို့တော့မရဘူးလေရင်ဝံကပြောတယ်ကျမတို့တွေလုံနိုင်ရောတခုတည်းတော့အရာကကိုယ်တိုင်မဟာမိတ်အဖွဲ့တွေဖွဲ့ပြီးတော့ဒီကောင်တွေကိုဖြည့်ရှင်းဖို့ပဲဟင်းလင်းမြင့်တခင်ကခေါင်းနှိမ့်လိုက်တယ်အေးဒါပေမဲ့ရီမိုတွေရဲ့အခြေတော်ကအရန်ကိုများလို့နေတယ် တို့တွေကဒီနှစ်လေအတွင်းမှာဒီလောက်အများကြီးပွာလာတာလားဒီစကားအောင်ကြတော့ရင်ဝဝံကတခုခုကိုစဉ်းစားမိသွားတယ်။ဒါဝန်ဟင်းလင်းမြင့်တခရမေးတယ်။ဘာဖြစ်လို့လဲ။ရင်ဝဝံကပြောတယ်။ကျမထင်တော့တို့ကတတိယမြောက်နတ်ဆူနှိမ်နေရင်အကျဉ်းထောင်ကိုရှာသွေ့သွားပြီနဲ့သူတယ်။ဒီတတိယနတ်ဆူနှိမ်နေရင်အကျဉ်းထောင်ကိုသေချင်းရှင်ချင်းတခင်ကထိန်းချုပ်တာတယ်။ဒါပေမဲ့အဲ့ဒီတခင်ကပြန်လည်မူဝါချင်းအစ်စ်ကိုတတ်သွားတော့အဲ့ဒီနေရာကိုထိန်းချုပ်တာတဲ့ဒစိကလည်းပျောက်ကွယ်သွားတယ်။အဲ့ဒီတော့ကြောင့်တို့တွေကဒီနတ်ဆူအကျဉ်းထောင်ကိုရှာလို့မသွေးနိုင်တာ။ ဟင်းလင်းမြင့်သခင်ကပြောတယ်။ဒါဆိုရင်ငါတို့ဘယ်လိုလုပ်ကြမလဲ။ရင်ဝံဝံကပြောတယ်။ကျမတို့တင်ရင်းရှင်ရင်သခင်မစီကနေဘာမှမကြားရသေးဘူး။သူမကိုယ်တိုင်노ထားလိုက်ရင်တော့အကောင်းဆုံးပေါ့။ဒါပေမဲ့ကျမတို့ကသူမကိုအတင်းကျပ်ဆင်းခေါ်မှဆိုရင်တော့သူ့ကိုထိခိုက်သွားစေလိမ့်မယ်။အခုလောလောဆယ်မှာတော့ကျမတို့တွေကမှော်သားရဲ့ဒေသမှာဖြစ်နေတဲ့ပြဿနာတွေကိုအရေးဖြေရှင်းရမယ်။အဲ့ဒါပြီးရင်ကောင်းကင်မြလုံးကိုအတူတကောအသက်သွင်းပြီးကဘာကြီးကိုစူးစမ်းကြည့်ရမှာပဲ။ဟင်းလင်းမြင့်သခင်ကပြောတယ် ဒါဆိုရင်အကူချက်ချင်းငါတို့တွေမှော်သားရဲ့ဒေတာကိုသွားကြရအောင်ဒါကရင်ဝမ်ကပြောတယ်ခဏနေအောင်ရင်ဝမ်ရဲ့အကြီးကမြောက်ဘက်ခြံစည်းကိုရောက်သွားတယ်အဲ့ဒီဘက်မှာမဟာယန်အင်ပါယာရှိတယ်ပြီးတော့ရင်ဝမ်ကပြောတယ်ကျမမဟာယန်အင်ပါယာစီကိုအရင်သွားချင်းတယ်ရှင်တို့အလုံးကျမနောက်ကလိုက်ခဲ့ကြပါပြောနေရင်းနဲ့သူရဲ့မျက်နှာကချက်ချင်းပန်းရောင်တန်းသွားတယ်ဧကနာလင်တုံရဲ့အဖေမေကိုတော်သွေးဘူးနဲ့သူတယ်လင်တုံကတော့ဟိုမှာနတ်ဖျားနန်းတော်တီဆောင်နေတာအကူဒီကိုမအောင်မြင်နိုင်သေးဘူးသူကပထမဆုံးအောက်မှလေ့ကျင့်တယ် အခုဆိုရင် तू ကပြောင်းပြီးတော့ပလင်ပေါ်မှာတော့ထိုင်ပြီးလေ့ကျင့်နေတယ်။ तू ဘလောက်ပဲနေရပြောင်းပြီးလေ့ကျင့်ပါစေ။ तू ရဲ့တိုးတက်မှုကတော့နည်းနည်းမှမရှိဘူး။လင်တော့ကမျက်လုံးစလုံးပွင့်လာတယ်။ပြီးတော့ तू ကတလုံးချင်းရေရိုးလိုက်တယ်။ငါကဘာဖြစ်လို့ဇာတ်တိုက်ကြချုံနေရတာလဲ။ဒီနှစ်တွေထဲမှာလင်တော့ကတော်တော်လေးကိုစူးစမ်းခဲ့တယ်။ तू ရဲ့စိတ်ဝိညာဉ်ကိုလည်းတန်းစင်အောင် तू ကမနေ့ကြီးပြန်လဲပြုပြင်ခဲ့တယ်။ဒါပေမဲ့ तू ကကြချုံနေတော့ပဲ။လင်တော့ကပြောတယ်။ငါဘာလို့ကြချုံနေရတာလဲ။ငါရဲ့စိတ်ဝိညာဉ်စွန့်ရင်တွေကအရန်ကိုတန်းစင်နေပြီလေ။ ဘာလို့စိတ်ဝိညာဉ်နဲ့မြင်တဲ့မှာနဖျားနန်းတော်ကိုမဖန်သီးနိုင်ရတာလေလင်တုံကပြန်ပြီးတော့တုံသက်တယ်သူကအခုဆိုရင်နဖျားနန်းတော်တီဆောက်တာကအရင်၄မီတာအဆင့်တွေကိုအထဲမှထားပြီးအပြင်ကနေနဖျားနန်းတော်တီဆောက်တာဒါပေမဲ့သူကအသိဉာဏ်တစ်ခုရသွားတယ်အဲ့ဒါကဘာလဲဆိုတော့သူ၄ကျင့်ထားတဲ့စိတ်ဝိညာဉ်စွမ်းရည်တွေအဆင့်တွေအလုံးကိုဖျက်ဆီးပြီးတော့နဖျားနန်းတော်ကိုအသေးပြန့်လည်တီဆောက်တာဒါကဖြစ်နိုင်ရရှိမလားဆိုတာတော့သူမသိဘူးဒါပေမဲ့အဲ့လိုလုံလုံမမအောင်မြင်မှုဆိုရင်နဖျားနန်းတော်လည်းတီဆောက်လို့မရဘူး အရင်တော့ကလေးကျင်းထားတဲ့အရာကြီးရဲ့အားလုံးပျက်စီးသွားပြီဆိုတော့ तू ကခွေးလုံးလုံးဖြစ်တော့မယ်အဲ့တော့ तू ကဒွိဟများနေတယ်ဒါကို तू ကဖြက်စီးတင့်လားဒါမှမဟုတ်ရင်မဖြက်စီးတင့်ဘူးလားနောက်ဆုံးမှာတော့ तू ကဖြက်စီးဖို့ဆုံးဖြတ်ချက်ချလိုက်တယ်သူ့ရဲ့စိတ်ဝိညာဉ်နေမျိုး तू ကတဖြည်းဖြည်းနဲ့သေးငယ်အောင်လောက်ပြီးတော့နောက်ဆုံးမှာဖောက်ခွဲပစ်လိုက်တယ်စိတ်ဝိညာဉ်ဆွဲနေကဖျားထွက်လာပြီးတော့လင်သုံးရဲ့မျက်နှာထုလုံးနီးရဲသွားတယ်ပြီးတော့ပါဇက်ကနေလည်းသွေးတွေအန်ချလာတယ်အကယ်၍မူလနဂါအယူကတာသူ့ကိုမကာကွယ်ပေးထားဘူးဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ကအပိုင်းပိုင်းပြတ်သွားလောက်တယ် သူကခဏနာပြီးတာနဲ့ပြန်ပြီးတော့လေးချင်းမြန်တယ်ဒီတစ်ခါမှာတော့စိတ်ဝိညာဉ်စွမ်းရည်တွေကသူ့ရဲ့နယ်မြေတွေကိုဝင်လာပြီးတော့တဖြည်းဖြည်းနဲ့နတ်ဖျားနန်းတော်ရဲ့ပုံတံတန်းမျိုးဖြစ်တည်လာတယ်ဒါဦးကြည့်ပြီးလင်တုံကတော်တော်လေးကိုဝမ်းသာသွားတယ်လင်တုံကရက်ပေါင်းများစွာနှစ်ပေါင်းများစွာလေးချင်းတယ်ဒီချိန်မှာပဲအတန်တန်ထွက်ပေါ်လာတယ်နိဗ္ဗာန်လင်တုံကလေးချင်းရာကနေမျက်လုံးပွင့်လာတယ်ဗာနိဗ္ဗာန်လဲနိဗ္ဗာန်ခံစားခြင်းကြည်စင်လာအခုဆိုရင်သူ့ရဲ့လေးချင်းမှုကမတိုးတက်သေးဘူးနတ်ဖျားနန်းတော်ကပုံရိပ်ရွယ်ပေါ်သေးတယ်အလုံးလုံးမဖြစ်သေးဘူး အဲ့ဒီအချိန်မှာသူကဒီနိဗ္ဗာန်ဆိုတဲ့အတန်ကိုကြားလိုက်တယ်အဲ့တော့မှသူကညံအလင်းပွင့်သွားတယ်အခုသူလိုအပ်နေတာကနိဗ္ဗာန်ခံစားခြင်းခြေစဉ်အဲ့တော့မှလင်တုံကစိတ်ဝိညာဉ်လေးကျင့်တာကိုရပ်ထားပြီးတော့နိဗ္ဗာန်ခံစားခြင်းခြေစဉ်ကိုပြန်ပြီးတော့လေးကျင့်ပြန်တယ်အဲ့ဒီခြေစဉ်ကသူမလေးကျင့်တာတော်တော်လေးကိုကြာနေပြီအဲ့တော့အဆင်းကလည်းမတတ်နေဘူးဒါပေမဲ့အချိန်ကအများကြီးကုန်မယ်ထို့တော်လည်းလင်တုံမှအပေါ်စိုးဆိုတာကအချိန်အပြင်နဲ့ဆိုင်ရင်ဒီညမှာကအချိန်စည်းစင်တာတော်တော်လေးကိုနှီးကွေးတယ် မော်တာရဲ့ဒီသားမှာတော့ရီမွန်နေနဲ့မော်တာရဲ့နေနဲ့ကတိုက်ခိုင်းနေကြတယ်။ငွေပါလီကအားလုံးကိုဥဆောင်ပြီးတော့တိုက်ခိုက်တယ်။အရင်တုန်းကဆိုရင်မော်တာရဲ့ဒီသားမှာအုပ်စုသူက၄စုပဲရှိတယ်။ဒါပေမဲ့အခုတော့၅စုဖြစ်သွားပြီ။ဘာလို့လဲဆိုတော့အမီးကိုကြောင့်မြေခွေးမျိုးနွယ်စုကလည်းပြန်ပြီးတော့ထွက်ပေါ်လာပြန်ပြီးသူထွက်ပေါ်လာတာတော်တော်လေးကိုစွမ်းအားကြီးနေတယ်။အမီးကိုကြောင့်မျိုးနွယ်စုကိုဥဆောင်နေတဲ့လူကတော့အမျိုးသမီးတစ်ယောက်ပဲ။အလုံးမန်တန်ကိုလှပတယ်။ဒါပေမဲ့သူ့ရဲ့စွမ်းအားကလည်းတော်တော်လေးကိုကြောက်ရရကောင်းတယ်။ ပြန်လည်မွေးဖွားခြင်းအဆင့်ရှိတဲ့အဖိုးကြီးတွေတော်မှာသူ့ကိုဦးစားပြီးပြီးဆက်ဆက်နေရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအမျိုးသမီးကပြန်လည်မွေးဖွားရဲ့အဆင့်ကိုတတ်လှမ်းရုံသာမကပထမဆုံးဒုက္ခကိုလည်းသူကအောင်မြင်စွာဖျက်ချော့နိုင်ခဲ့တယ်။အခုဆိုရင်ချင်တန်ကလည်းဘိုးဘေးဗိမ့်မတ်နေကနေထွက်လာပြီးသူကအခုဆိုရင်ပြန်လည်မွေးဖွားခြင်းအဆင့်ဝင်တော့တတ်လှမ်းပြီးသွားပြီးအမောင်ဘိုးဘေးတိတ်ငင်တာအမောင်ဓာတ်ရုပ်ရဲ့စွမ်းအားကိုတော့ပေါင်းစည်းပြီးတိုက်ခိုက်မယ်ဆိုရင် ပြန်လည်မွေးဖွားခြင်းဒုက္ခနှုတ်ကိုဖျက်ကျော့ထားတဲ့သူ့ကိုယ်တော်သူကအေးအေးဆေးဆေးရှင်းလုံးနိုင်တယ်။အခုဆိုရင်ကဘာအရရက်ကိုဆောက်ရှာဖို့သူကမဟာမိတ်ကြီးတုံးကဖွဲ့စည်းထားတယ်။ဝီမိုတွေပေါ်လာတာနဲ့အဲ့ဒီဖွဲ့တုံးဖွဲ့တွေကတပ်ဖွဲ့ဖွဲ့ကသွားပြီးတော့တိုက်ခိုက်တယ်။တောက်ခိုင်းရဲ့အပေါ်မှာတော့ရင်ဝန်နဲ့တခြားတက်ခင်တွေရပ်နေကြတယ်။ရင်ဝန်မကပြောတယ်။ကျမတို့တွေကောင်းကင်မြလုံးကိုဖွေးပွန်းစီစဉ်နေတာ။ဒါကိုအမောင်တခင်မကပြောတယ်။ငါတို့တွေတခါဖွေးမိတာမဟုတ်ဘူးလား။လုံခဲ့တဲ့လအနေငယ်ကသူတို့ကကောင်းကင်မြလုံးကိုတခါဖွင့်ပြီးတော့ နတ်ဆိုးအချင်းတော်ကိုရှာခဲ့တယ်။ဒါပေမဲ့ရှာလို့မတွေ့ဘူး။အဲ့တော့ဒီတစ်ခါလဲထပ်ပြီးဖွင့်မယ်ဆိုတော့အမောင်တခင်မကစောတကတက်တာ။အဲ့တော့ရင်ဝံဝံကပြောတယ်။ရှင်းလုံးအလုံးဘာမှလုံးစရာမလိုပါဘူး။ပြီးတော့ရင်ဝံရဲ့အခြေကတခြားတောင်းဖက်မှရှိတဲ့လူစီကိုရောက်သွားတယ်။အဲ့ဒီလူကအလုံးအမတန်ကိုချောမောလာပါတဲ့လင်းချင်းကျူးပဲ။ချောမောလာပါတဲ့လင်းချင်းကျူးကိုမြင်တော့တခြားတက်ခင်တွေကလည်းစိတ်ဝင်စားသွားတယ်။အဲ့တော့ရင်ဝံဝံကိုမေးတယ်။အဲ့လကဘာတူလဲ။ရင်ဝံဝံကပြောတယ်။ဂျူနီယာညီမလေးရဲ့အခြေပြန်ပဲပေါ့။ သူများနေ့မှာတော့ထားတဲ့ရည်စားပြင်းကိုစပယာဘက်က200 300လောက်ရှိနေတဲ့အချိန်မှာကိုရီးယားကတော့ခရက်စရာရည်စားတော့မရှိဘူးစိုးဆန့်ရင်ဝန်ဝန်ရဲ့စကားကိုကြတော့တခြားသခင်တွေကရည်လိုက်ကြတယ်ရင်ဝန်ဝန်ကစက်ပြောတယ်သူမကနိဗ္ဗာန်ကိုအာယုံခံစားပြီးသွားပြီသူမခံစားမိထားတဲ့အပိုင်းသားကရှင်တို့ကျမတို့ထက်အာရုံထက်ကိုတလုံးတယ်ကျမသူနဲ့အလုတ်သွဲလို့ရရဲ့နှစိုးအချင်းတော်ကိုရှာသွေးလိုက်မယ်ဒီစကားကိုကြတော့သခင်နဲ့အာလုံးကပါဇက်အဟောင်းသားဖြစ်သွားတယ် နိဗ္ဗာန်ခံစားခြင်းခြေစဉ်ကိုတက်မြောက်ထားတဲ့လူတွေကများများစားစားမရှိဘူးတက္ခိဏီကလွယ်လို့ပေါ့ဒါပြီးမှတက္ခိဏီတဲ့ကိုပို့တဲ့တာမန်လူသားတွေကရှိနေတယ်ဆိုတော့သူတို့တွေကလုံဝကိုအံ့ဩသွားကြတယ်လင်းချင်းကျူကယင်ဝံရဲ့အနာကိုရောက်လာတော့ယင်ဝံကိုကြည့်ပြီးသူကအံ့ဩသွားတယ်ပြီးတော့သူကပြောတယ်နေတော်တော်ကိုပြောင်းလဲသွားတာပဲယင်ဝံကရည်ပြတော့လင်းချင်းကျူကဆက်ပြောတယ်နေဒီလိုပြောင်းလဲသွားတာသူရောသိလားယင်ဝံကခေါင်းညှိပြတယ်ဒီကိစ္စတွေကိုအသာထားလိုက်ငါတို့တူတူလက်သွဲပြီးလှုပ်ကြရအောင် ကောင်းဝင်သူတော်စင်ဘရင်လုံးဝပြတ်မကောင်းသေးခင်မှာသူ့ကိုရှာသွေးဖို့လိုတယ်အဲ့ဒါမှဒီကဆိုးကြီးကနေအဆုံးသတ်နိုင်မှာတိုက်ခိုက်တဲ့အခန်းလေးမှာပါလို့စိတ်မရှိကြပါနဲ့လင်တုံကပြီးဖို့စာအုပ်ကတပ်အုံနဲ့တဝက်ပဲကြံတော့တယ်အဲ့ဒါပြီးလို့ရှိရင်လင်တုံရဲ့ဇက်လန်ကအဆုံးသတ်ပြီးဗီဒီယိုဒီမှာပဲရထားမယ်အဆက်ကိုမနာဖမှာထပ်ပြီးတင်ပေးမယ်ဒီနေ့ဖို့ပပိုင်အားလုံးကျေးဇူးတင်ပါတယ်